မင်္ဂလာနက်နက်ခင်းပါဒီကနေ့ကျွန်တော်ချစ်တဲ့ညီကောင်မောင်မတွေမိသားစုတွေကျွန်တော်ချစ်တဲ့တငယ်ချင်းတွေမိတ်ဆွေတွေကိုစကားအနှင်းငယ်ပြောပြလိုပါတယ်ကျွန်တော်ယင်ထဲမှာရှိတဲ့အရာကျွန်တော်သိတော့အရာလေးတွေပေါ့နော်ပြောပြလိုချင်ပါတယ်အဲ့ဒီအရာကတော့ဘာလဲဆိုတော့လောကကြီးမှာမိဘရှိသလိုသားသမီးလည်းရှိတယ်ပေါ့နော်အပြန်လန်ရှိကြတယ် တာသမီးကမိဘဖြစ်လို့မရပါဘူးအချိန်တန်မှမိဘဖြစ်တာပါဒီလိုပဲလောကကြီးမှာဆရာရှိရင်တပည့်ရှိပါတယ်တပည့်ရှိလို့ဆရာရှိပါတယ်ဆရာဆိုတာကလည်းတပည့်ခံပြီးမှဆရာဖြစ်တာပါအဲ့တော့ဆရာနဲ့တပည့်ဆိုတာလည်းရှိပါတယ်ဆိုတော့ ဆရာဆိုတာကတော့ပြောမဆွေတော့သူတင်ကြားလိလာဖတ်ရှုခဲ့ရတဲ့အရာပေါ်မှာတပည့်တွေကိုပြန်လဲပြီးတော့ပို့ချတင်ကြားတဲ့သူပဲဖြစ်ပါတယ်ဆိုတော့မိဘလည်းဒီတိုင်းမှာပဲသားသမီးတွေကိုသူကြော်ဖြတ်ခဲ့ရတဲ့ဘဝအတ္တတာမှာသူကတုံ့တင်ဆုံးမတဲ့မိဘဖြစ်ပါတယ်သားသမီးတွေကိုဒုက္ခမရောက်အောင်အရာအရာမှာ သူကသိမြင်ခဲ့လို့သူတွေ့ကြုံခဲ့ရတဲ့အရာတွေကိုတုံသင်လမ်းပြတဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်မိဘကိုယူသေးဖို့လိုပါတယ်မိဘကကောင်းကောင်းမကောင်းကောင်းကိုဒါကပြောပိုင်ခွင့်မရှိပါဘူးမိဘဘလောက်ပဲမတော်တော်သူကတော့တာသမီကိုချစ်နေမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဆရာသမားလည်းဒီတိုင်းမှာပဲ တပည့်ကိုချစ်လို့အားကြီးလို့တခါတည်းရန်ပြောဆိုဆုံးမတဲ့အခါမှာစကားကြမ်းသွားရင်လည်းကြမ်းမှာပေါ့နော်အမှုအရွာလေးလေးလည်းရှိမှာပေါ့အမျိုးမျိုးဥပမာတွေပေးပြီးတော့တုံသင် ဆုံးမလမ်းပြမှာဖြစ်ပါတယ်ဒါကြောင့်မလို့သားသမီးတွေကမိဘကိုစော်ကားလို့မရဘူးမိဘကိုစော်ကားတယ်ဆိုရင်အဲ့ဒီသားသမီးကစင်ရသက်သက်ပဲတဲ့နော်ဘလောက်ပဲချမ်းသာချမ်းသာ စိတ်နှလုံးအေးချမ်းမှုမရှိနိုင်ဘူးပေါ့နော်ဒီလိုပဲတပည့်ဆိုတာကလည်းဆရာကိုပြန်ပြီးတော့အခန့်အတုလို့မရဘူးပေါ့နော်ဆိုတော့ဆရာတွေဘလောက်ပဲကိုယ့်ပေါ်မှာအဲပျော်ပျော်ကိုကအနစ်နာခံပြီးတော့တုန်တင်လမ်းပြခြင်းကိုခံယူရမှာဖြစ်ပါတယ်ဆရာကိုအခံပြီးတော့ဖားတုလို့ခယုခုံလို့မရပါဘူးအဲ့တော့ ကျွန်တော်တို့ဆရာကိုပြန်